ဒီနေ့ကဟွာလေးပြောပြမယ့်အကြောင်းအရာလေးကတော့ဟွာလေးစီမှာလေးရောက်ဝေဒနာကိုခံစားနေရတဲ့အမားတစ်ယောက်ရဲ့ review လေးပဲဖြစ်ပါတယ်။အာအဲ့အမားတစ်ယောက်ကဟွာလေးစီမှာလွန်ခဲ့တဲ့နှစ်လလောက်ကအညာကြီးတစ်ခုကိုဆမ်းမိလာမှာလိုက်တယ်။ အာ तू ကဘလိုမျိုးဆမ်းမိလာမှာလဲဆိုတော့ तू ကမြေရွေးစံအောင်ခံစားနေအသက်40ကျော်ပဲရှိသေးတယ်။48နှစ်နေ39နှစ်အဲ့လောက်ဝန်းကျင်မှာရှိနေလို့ကလည်းတော့ခံမှန်းတာပေါ့နော်။အိမ်မတော့ပြောလိုက်တာ40ကျော်ပဲရှိသေးတယ်ညီမလေးတဲ့။အာမကမြေရွေးစံအောင်ခံစားနေရတယ်။ဘာလေးတင်လိုက်တဲ့ post တစ်ခုကို तू မြင်ပြီးတော့ဆရာမီစာကြည့်တယ်တပူ။ ူကယောဂကိုအမြန်ပြောင်းထင်တဲ့အတွက်ကြောင့်ဝါလီပြောတဲ့၃ဇွန်းကိုသူမစားဘဲနဲ့တနည်း၅ဇွန်းအနှုံးနဲ့သူစားတယ်။ဝါလီတို့အညာမြေကစိုးချိုးလုံးဝမရှိဘူး။ကောင်းချိုးပဲရှိတဲ့အတွက်ကြောင့်ကိုစားနိုင်တဲ့ပမာဏထက်အရန်လွန်အောင်တော့မစားနဲ့ပေါ့နော်။အာ तू ကတော့တနည်း၃ဇွန်းစားရမယ့်နေရာမှာ तू ၅ဇွန်းလေးစားဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ तू ကကောင်းချိုးကြီးပဲဖြစ်လာတယ်စိုးချိုးတော့မခံစားရဘူးပေါ့နော်။အဲမှာပြောပြတဲ့ review လေးကတော့ तू ကအညာမြေ၅ဇွန်းစားတယ် အာသူကနင်းလေနှစ်စုံလောက်သူစားတယ်မနေ့နှစ်စုံလောက်သူစားညအဲ့ရောက်ရင်တစုံသူစားတယ်ပေါ့နော်ဒါပေမဲ့တနေ့ငါးစုံလောက်သူစားဖြစ်တယ်အဲတဘူးကိုကိုစရက်လောက်နဲ့စားလိုက်တာကုံသွားတဲ့အတွက်ကြောင့်သူကအာအဲ့ဒီမီးရက်ဆော်ဝါလေးလက်မခံစားဘူးတော့ဘလို့မျိုးလက်ဆော်ဝါလေးပြပြမတက်ဘူးဒါပေမဲ့အိမ်မပြောပြချက်အရာသူကလေမီးရက်ဖြစ်တာအသားရင်ဝဲချောက်သွားတယ် ပိန်ကျပြီးတော့မြက်တွင်းဆိုကိုအရန်အထဲဝင်သွားတယ်။ကြည်ရရုပ်ဆိုးလာတယ်။အသားရည်ဆိုတော့မဲမွေးချောင်းနေရပဲ။အဲ့တော့အစားလဲမွေးအိတ်လဲမပြောဘူး။ဘာလဲရဲတော့တေးချပြောပြတယ်။ဒီအညာမြေတပုသူစားလိုက်ပြီးတော့အသားရည်နင်းနေလေးတော့ခေါင်းလာတယ်။သူစိတ်ထဲမှာခံစားရတယ်။ဒါပေမဲ့တခြားတယောက်သူမေးတော့လဲလေ။အဲပုံမှန်အမှားပဲဆိုတော့သူမယုံဘူး။သူထပ်ဝေတယ်ဘာလဲစီပါနှစ်ဘူးထပ်ဝေ။အဲ့ချိန်တော့ဗာလေးကလေဒီကဖလီနဲ့လုတ်ပေးလိုက်တယ်။ဘာဖြစ်လို့ဆိုတော့ဗာလေးမဝဲလူကိုအာဗာလေးကကူးတူလဲလို့ချင်တယ်။ က်နိုင်တဲ့ဘက်ကဖလီလုတ်ပြလိုက်တာပေါ့နော်အဲ့ဒါနဲ့ဟွာလေးကအာဘယ်လိုမျိုးလဲမမရေအဒီအညာမြေစားလိုက်တာပေါ့နော်ဘယ်လိုခံစားရလဲဆိုတော့နောက်ထပ်နှစ်ဘူးကုံသွားမှသူကအာဟွာလေးဒီစားလိုက်တာလေးအမအယမ်းကိုတတ်တာဝါတယ်ဆိုပြသူကပြောတယ်အယမ်းတတ်တာဝါတယ်နေလို့ထိုင်လို့လဲမမကကောင်းသွားတယ်တဲ့အာနောက်အသားကြီးမွေးချတာလဲတတ်တာလာတယ် အဲ့စားဝင်နေအိပ်ပျော်လာတယ်အဲ့ဒါသူကပုံမှန်လေးစားပေးလို့ရှိမှာเนาะเนาะသူကနှစ်ဘူးသုံးဘူးကုန်သွားတယ်သူကသုံးဆုံးသုံးဆုံးပုံမှန်စားပေးလိုက်မိရဲ့ယောဂကိုတတပြောက်ကင်းနေပြောက်ပြောက်ကင်းစီတယ်ဆိုတဲ့အကြောင်းပေါ့เนาะသူကဝါလေးကို review လေးပြန်ပြောပေးအဲ့ဒါဟိုလူတိုင်းကောင်းရမယ့်လူတော့ဝါလေးလက်မစူလို့ဒါပေမဲ့တယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်အဲ့အမရဲ့ review လေးကိုတော့ဝါလေးအရန်ကြိုက်တယ်ဝါလေးရောင်းတဲ့စီက အာကုတူလေးရောင်ဝင်းလင်းဝါဆိုတဲ့တဘောနဲ့ရောင်းလာပါရှင့်။ဗာလေးတို့ကဒီပစ္စည်းကကောင်းနေအမဒါလေးယူဒါလေးယူအဲ့လိုမျိုးမရအောင်နော်။အရန်ကောင်းတာမို့ဗာလေးဒီအညာမြေကို review ပေးပါရရှင်။မိရဲ့အတွက်လေးပါနော်။